ထိုင်းနိုင်ငံသားအားလုံးလေးစားချစ်ခင်ရတဲ့ထိုင်းဘရင်မေတော်ကြီးတီရိခေတတ်တော်93နှစ်မှာနှက်ရွာဆန်းကွယ်လွန်ပြီးထိုင်းနိုင်ငံသားတို့ဝမ်းနည်းပူဆွေးခံစားနေကြရာမင်္ဂလာပါပရိသတ်ကြီးရှင်လက်ရှိထိုင်းဘရင်ရဲ့မေတော်ကြီးတီရိခေဟောင်းအောက်တိုဘာလ24ရက်နေ့ည9:21မိနစ်အချိန်ကကျူလာလောင်ကုန်းစေယုံကြီးမှာနှက်ရွာဆန်းကွယ်လွန်သွားခဲ့ပြီဖြစ်ကြောင်းထိုင်းဘရင်နန်းတော်ကထုတ်ပြန်ခဲ့ပါတယ် မေတော်ကြီးတီရိခေဟာလက်ရွာစံချိန်မှာတတ်တော်63နှစ်ရှိပြီဖြစ်ပြီးသူမအနေနဲ့ပြီးခဲ့တဲ့လပိုင်းကလေးကကျမရဲ့အခြေအနေမကောင်းတော့လို့ဆေးရုံတက်ရောက်ကူတာမှုခံယူနေရတာလည်းဖြစ်ပါတယ်သူမဟာသူမအရင်နဲ့ရွာဆန်းသွားခဲ့တဲ့ခင်မုန်းဖြစ်သူထိုင်းပြည်ဟောင်းဘူမီပေါ်နဲ့အတူတူတောင်ဝင်းစနီးမောင်နဲ့အနီးနဲ့ထိုင်းပြည်သူတွေကြားမှာထက်ထဲဝင်ဝင်ကွင်းဆင်းကူညီမှုတွေအမြဲလိုလိုရှိခဲ့လို့ထိုင်းပြည်သူပြည်သားအလုံးကချစ်ခင်လေးစားခြင်းကိုရရှိထားသူဖြစ်ပါတယ် ဘရင်မေတော်ကြီးရဲ့ကွယ်လွန်မှုအတွက်ဝန်ထဲချင်းထိမ့်မက်ကာလကိုတနှစ်သက်မှတ်ထားပြီးထိုင်းပြည်သူပြည်သားတွေကဒီကာလတွေမှာတတ်နိုင်ဆုံးဝန်ထဲချင်းထိမ့်မက်ပြုလုပ်ပေးကြမှာလည်းဖြစ်ပါတယ်။ဟိုတယ်တွေ၊ကုမ္ပဏီတွေ၊လုပ်ငန်းတွေအားလုံးဤပါဘရင်မေတော်ကြီးရဲ့အတွက်ဝန်ထဲမှုအခမ်းအနားတွေပြုလုပ်ကြမှာဖြစ်သလိုထိုင်းပြည်သူတွေကလည်းအနောက်ရောင်ကိုအဓိကဝစ်ဆင်သွားလာကြမှာဖြစ်တယ်လို့လည်းသိရပါတယ်။ ထိုင်းဘရင်မေတော်ကြီးသီရိခေဟောင်းလက်ရှိထိုင်းဘရင်နဲ့မင်းသမီးသီရိဒုံတို့ရဲ့မိခင်ကြီးလည်းဖြစ်ပါတယ်သူမရဲ့ခင်မုန်းဖြစ်သူဘရင်ဟောင်းဘူမိဘောဟာလေသူမလိုပဲအောက်တိုဘာလမှာနှက်ရွာဆန်ခဲ့တာဖြစ်ပြီးဘရင်ဟောင်းဘူမိဘောဟာအောက်တိုဘာလ23ရက်2016ခုနှစ်မှာနှက်ရွာဆန်ခဲ့ပြီးဘရင်မေတော်ကြီးသီရိခေကတော့2025ခုနှစ်အောက်တိုဘာလ24ရက်နေ့မှာကံတော်ကုန်ခဲ့တာပဲဖြစ်ပါတယ် ီဗျာကြီးရဲ့ကွယ်လွန်မှုအတွက်သားတော်ဖြစ်သူလက်ရှိဘရင်ကဝန်ထဲချင်းကာလတစ်နှစ်သက်မှတ်ပေးထားပြီးဘရင်နဲ့ဘရင်မိသားစုကိုချစ်ခင်လေးစားကြတဲ့အထိုင်းပြည်သူတွေကလည်းဒီကာလမှာပျော်ပွဲရှင်ပွဲအလုံးကိုရွှေဆိုင်ဖြတ်သိမ်းကြလေးရှိတာလည်းဖြစ်ပါတယ်အခုလေဘရင်မေတော်ကြီးကွယ်လွန်ခဲ့တဲ့ကျူလာလောင်ကုန်းစေယုံရှိမှပြည်သူတချို့ကအနက်ရောင်ဝတ်စုံကိုစီဝတ်ဆင်ပြီးဝန်ထဲငိုကြွေးနေကြတယ်လို့သိရပါတယ်။ ထိုင်းနိုင်ငံဝန်ကြီးချုပ်အနုတင်ကလည်းဒီကနေ့ကက်ဘိနက်ရဲ့ဆုံးဖြတ်ချက်အနေနဲ့ထိုင်းပြည်ရဲ့မေတော်ကြီးတီရီခေအတွက်ဝန်ထဲချင်းအထက်ရမန်အဝိစားအနက်ရောင်နဲ့အယောင်မိုင်းအယောင်ရင်တွေကိုဝစ်ဆင်ရမယ့်ကာလကိုထုတ်ပြန်ကြေညာခဲ့တာလည်းဖြစ်ပါတယ်။ ပြည်သူပြည်သားတွေအနေနဲ့အဆိုပါဝန်ထဲချင်းအထိန်အမှန်အနှက်ရောက်ဒါမှမဟုတ်အယောင်ကြီးအဝတ်စားတွေကို ဝစ်ဆင်ရမယ့်ကာလကို ရက်90သတ်မှတ်ထားပြီးအဆိုရတာဝန်ရှိသူတွေအဆိုရဝန်ထမ်းတွေနဲ့ကုမ္ပဏီဝန်ထမ်းဆက်ယုံဝန်ထမ်းတွေကတော့တစ်နှစ်အထိဝစ်ဆင်ရမယ်လို့ကြေညာခဲ့တာလည်းဖြစ်ပါတယ်ဒါကြောင့်မလို့တနိုင်ငံလုံးအတိုင်းအတာနဲ့မြည်သူမဆိုးအနှက်ရောက်သို့မဟုတ်အယောင်ရှင်းရှင်းအယောင်မိုင်းမိုင်းတွေဝစ်ဆင်ရမယ့်ကာလကအခုကနေစပြီးနောက်ရက်90အထိရှိမှာပဲဖြစ်ပါတယ်။ ထိုင်းနိုင်ငံဝန်ကြီးချုပ်အနုတင်က အောက်တိုဘာလ24ရက်နေ့ကနရွာဆန်ကွဲလွန်သွားခဲ့တဲ့ ထိုင်းပြည်မေတော်ကြီးတီရိခေအတွက်ဝန်ထမ်းချင်းကာလအနေနဲ့ရက်60တီတီပျော်ပွဲရှင်ပွဲနဲ့ရှိုးပွဲများမပြုလုပ်ကြဖို့ကိုလည်းကြေညာခဲ့တာပဲဖြစ်ပါတယ်ထိုင်းနိုင်ငံမှာလာမယ့်နိုဝင်ဘာလအတွင်းပြုလုပ်ဖို့စီစဉ်ထားတဲ့ Miss Universe ပွဲကြီးကိုလည်းရက်ရွှေ့ပြောင်းမယ်ဆိုတဲ့သတင်းတွေထွက်ပေါ်နေတာလည်းဖြစ်ပါတယ်။ ဒီလိုအချိန်ကာလမှာအင်ဂျင်ဆိုင်တွေကလည်းအနက်ရောင်ကိုအဓိကထားတင်ကြမှာဖြစ်ပြီးထိုင်းနိုင်ငံကိုလာရောက်လဲပဲကြသူတွေအနေနဲ့လည်းသူတို့နိုင်ငံသားတွေနဲ့တီးခြားခွဲထွက်နေခြင်းမှုဆိုရင်အနက်ရောင်ဒါမှမဟုတ်အရောင်ရှင်တွေကိုအဓိကဝတ်ဆင်မှသာအဆင်ပြေနိုင်မှာဖြစ်တယ်လို့လည်းသိရပါတယ်